အတီတော့ကလေဒီဒီ peace stone နဲ့ပတ်သက်ပြီးတော့ဟိုသတင်းကြိုရတယ်ပေါ့နော်သတင်းကြိုရတဲ့အခါမှာအဲလာပြီးတော့တက်ပါလို့ဖိတ်ခံရတဲ့အခါမှာစဉ်းစားသေးတယ်ပေါ့နော်အနည်းငယ်ဟို2ရက်လောက်3ရက်လောက်အချိန်ယူပြီးတော့စဉ်းစားတယ်တိုင်လည်းကိုယ့်ရဲ့အတိုင်းဝိုင်းမှာလည်း တိုင်မင်းနေပေါ့เนาะဒီဟာကိုတက်တင်မတက်တင်ဆိုပြီးတော့ပေါ့เนาะဒါတိုင်မင်းချပါတယ်အဲ့တော့ဒီ pit stop ဒီငင်းငယ်ဆွေးနွေးပွဲလုပ်ငန်းစဉ်ကိုပြန်ကြည့်လိုက်လို့ရှိရင်ဒါကသမရာကြီးဦးသိန်းစိန်လက်ထက်ကလေးကစခဲ့တာပေါ့เนาะစခဲ့တော့အဲ့ဒီစခဲ့တဲ့ခလေးကအန်တီတို့ကတောက်လျှောက်ပါဝင်လာခဲ့တဲ့အာလူတွေဖြစ်တယ်ပေါ့เนาะပညာရှင်အနေနဲ့ရောပါဝင်သိပ်ပါဝင်ထိုက်တဲ့လူတွေအနေနဲ့ရောနိုင်ငံရေးသမား ပြည်သူကိုယ်စားလှယ်အနေနဲ့ရောစဉ်ဆက်မပြတ်ဒီ the peace stock မှာထောက်လျှောက်ပါဝင်ခဲ့တဲ့လူအနေနဲ့ကအန်တီရောဒီတစ်ချိန်မှာပါဝင်တဲ့နယ်လို့ဒါဒါအများစုကအကြံပေးကြတယ်လीเนาะအာတခါအရေးကြီးတာကဘာလဲဆိုတော့အတူဒီဒီတမတော်ကအာနာထိမ့်ပြီးတဲ့နောက်ပိုင်းမှာဒီလင်းနစ်ကာလာအတွင်းမှာပေါ့เนาะပြည်သူလူထုအတွက်ရင်ဆိုင်နေရတဲ့အခက်ခဲအခက်ခဲအကျက်တဲတွေအတွက်ကိုနောက်တိုင်းပြည်ရဲ့အနာဂတ်အတွက်ကိုပေါ့เนาะဟို ဥပဒေဘောင်နေတိုင်းပေါ့နော်ပြောပိုင်ခွင့်စိုးပိုင်ခွင့်ကအလွန်ကိုရှားပါးခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဒီဒီနေ့အခင်းချင်းဟာပေါ့နော်အော်ဒီ peace talk ဒီငင်းငိုင်းဆွေးနွေးပွဲကြီးဟာပေါ့နော်လွတ်လပ်လပ်ပြောခွင့်ရမယ်စိုးခွင့်ရမယ်ပေါ့နော်နိုင်ငံရဲ့အနေအထားအာတိုင်းရင်းသား EUA ရဲ့အနေအထားတိုင်းပြည်ရဲ့အနာဂတ်အတွက်ကိုနောက်တစ်ခါဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ပြောင်းလဲဖို့ကိစ္စတွေပါလွတ်လပ်လပ်ပြောဆို တင်ပြခွင့်ရမယ်ဆိုတော့အနေအထားကိုရရှိခဲ့တာကြောင့်ဒီငင်းချိုင်းဆွေးနွေးပွဲကြီးကိုအန်တီတို့ကတက်ရောက်လာခြင်းဖြစ်တယ်။ဒီငင်းချိုင်းဆွေးနွေးပွဲမှာလည်းတကယ်ကိုပဲပေါ့နော်။အာဒီဒီအတိုက်ခံနိုင်ငံရေးသမားတယောက်အနေနဲ့လည်းပြက်ပြက်သားသားဆွေးနွေးနိုင်ခဲ့တယ်။တခါပညာရှင်တယောက်အနေနဲ့လည်းဖွဲ့စည်းပုံအခြေခံဥပဒေကိုဘယ်လိုပြင်ဆင်နိုင်လဲဆိုတာလေးကိုဆွေးနွေးနိုင်ခဲ့တယ်ပေါ့နော်။ဒါကြောင့်မလို့ဒီဆွေးနွေးပွဲကြီးอ่ะပေါ့နော်။သူသူလုပ်တဲ့ရီသူတို့ လုတ်တဲ့ရည်မှန်းချက်ပေါ့နော်ရည်ရွယ်ချက်ကဒါပါဝင်ပတ်သက်သူတွေလုတ်တဲ့ဒီဆွေးနွေးပွဲကြီးอ่ะဒီတော့အထိုက်အပြင်တော့အောင်မြင်တယ်လို့ပဲယူဆပါတယ်ပေါ့နော် ော့လက်ရှိနိုင်ငံရဲ့အခင်းအကျင်းပုံမှန်လေးလေးပြောရမယ်ဆိုရင်တော့အစိုးရဘက်ကိုရောက်ဖို့များနေတယ်ပေါ့နော်အဲ့တော့အန်တီတို့ကအဲ့ဒီလိုနှစ်ဖက်စလုံးကတေးချင်းပျက်စီးပြီးတော့နေစဉ်နဲ့အမျှပေါ့နော်ကိုယ့်ပြည်သူလူထုထိခိုက်နေတာဆုံးရှုံးနေတဲ့အနေအထားကြီးကိုအန်တီတို့ကအနှဲငယ်ပဲဖြစ်ဖြစ်ရပ်တန့်စေချင်တယ်ပေါ့နော်တနေ့ကိုဟိုတိုက်ပွဲကိုယ့်ရဲ့နိုင်ငံထဲမှာတိုက်ပွဲတစ်ခုလောက်ရဲ့ရင်ကိုပဲယာကနန်းချီတဲ့ပြည်သူလူထုတွေသိဆုံးမှုပေါ့နော် ဒါယာကနန်းချီတဲ့ OA ပျက်စီးမှုတွေဒါအပျက်စီးမှုတွေထိခိုက်ဆုံးရှုံးမှုတွေပေါ့တတ်တာသွားမယ်လို့အန်တီတို့ယုံကြည်တယ်လေဒါကြောင့်မလို့တစ်ရက်လောက်ပဲဖြစ်ဖြစ်နှစ်ရက်လောက်ပဲဖြစ်ဖြစ်ငြိမ်းချမ်းရေးရဖို့ကအရေးကြီးတယ်ပေါ့เนาะအဲ့ဒီတော့ဒီအဖွဲ့တွေကြားထဲမှာပေါ့เนาะအာဒီနားလည်မှုတိဆောက်ဖို့ဆိုလို့ရှိရင်ရှိပြီးသားအဖွဲ့တွေကြားထဲမှာယုံကြည်မှုတွေအပြန်အလှန်တိဆောက်ဖို့လိုတယ် ပေါ့နော်ရှိပီးသားအင်အားစုတွေထပ်ပြီးတော့မကွဲဖို့လိုတယ်ပေါ့နော်အပြင်ကလူတွေနဲ့စကားပြောဖို့ဆိုလို့ရှိရင်အတွင်းမှာရှိတဲ့လူတွေက ညီညွတ်ညွတ်ရှိဖို့လိုတယ်ပေါ့ညီညွတ်တယ်ဆိုတဲ့နေရာမှာဟိုမျောလင်းချက်တွေရီမန်းချက်တွေကွဲချင်းကွဲမယ်ဒါပေမဲ့တိုင်းပြည်ညီညွတ်ရေးတိုင်းပြည်အေးချမ်းရေးအတွက်ကတော့အားလုံးကဘုံသဘောတူညီချက်ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဘုံသဘောတူညီချက်အနေနဲ့ထားပြီးတော့ပေါ့နော်ကွဲပြားနေတဲ့အုပ်စုတွေအခုပြန်လဲဆုံတွေ့ပြီးတော့ပေါ့နော်တိုင်းပြည်ရဲ့အနာဂတ်ကိုဘလို့ခေါ်ဆောင်မလဲဆိုတာကိုပေါ့နော်ဒါစပြီးတော့ plan နဲ့ပထမခြေလှမ်းဖြစ်တယ်ပေါ့ နော်အဲ့တော့ပထမခြေလှမ်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပထမခြေလှမ်းတစ်ခုတည်းနဲ့တော့အာငင်းချမ်းရေးကိုတိဆောက်နိုင်ပြီလားဆိုရင်တော့ဩမတိဆောက်နိုင်ပြီပါအောင်ဒါရှင်းရှင်းလေးလေးပြောသွားတဲ့ဒါ process တစ်ခုဖြစ်တယ်ပေါ့နော်စတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပြီးခဲ့တဲ့၄နှစ်မှာငင်းချမ်းရေးစကားပေါ့နော်ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲစကားတွေကိုတရားဝင်ပြောခွင့်ဆိုခွင့်ရတဲ့နေရာ အတီးတို့မှမရှိခဲ့ဘူးเนาะဒီနေ့ရှိလာတယ်ပေါ့အဲ့ဒီအခင်ချင်းကိုအဲ့ဒီအနေထားကိုအတီးတို့ကအမိအယဆောက်ခိုင်းပြီးတော့ပေါ့เนาะပြည်သူလူထုရင်ဆိုင်နေရတဲ့เนาะစစ်မှုထမ်းဥပဒေရရင်ဆိုင်နေရတဲ့အခက်ခဲပါဝင်ပေါ့เนาะပြည်သူလူထုနေစဉ်ရင်ဆိုင်နေတဲ့တကယ်ဒုက္ခကြီးမားတဲ့ဒုက္ခတွေကိုလွတ်လွတ်လပ်လပ်ကိုပဲပေါ့เนาะပြောခွင့်ဆိုခွင့်ရခဲ့တယ်ပေါ့ဒါဟာဒါအတီးတို့ဟိုလက်တလောပေါ့เนาะရလိုက်တဲ့အကျိုးအမြတ်ပဲပေါ့เนาะ အဆိုးသွားမယ်ဆိုရင်ဘာဒီထက်ဆိုးသွားနိုင်တယ်တိုင်းမီယာအမှန်နဲ့ဘုံဘုံလဲတဲ့စီးပွားရေးဘုံဘုံလဲပြီးတော့ပေါ့နော်တိုင်းမီယာငလန်ကိုဘလို့မှမထူနိုင်တော့တဲ့အနေအထားမျိုးလဲရောက်သွားနိုင်တယ်အဲ့လိုအခြေအနေမျိုးကိုလဲမရောက်ဘူးလို့လဲပြောလို့မရဘူးကောင်းသွားနိုင်လားဆိုတော့ကောင်းသွားဖို့လဲဖြစ်နိုင်တယ်ကောင်းသွားဖို့လဲပို့ပြီးတော့အန်တီတော့မျောလင်းတယ်ဘာဘလို့ကောင်းသွားမလဲရွေးကောက်ပွဲအဆင့်ဆင့်အောင်မရအောင်လို့ပြီးလို့ရှိရင်ရွေးကောက်ပွဲပြီးသွားလို့ရှိရင်အန်တီတို့လိုချင်တဲ့အန်တီတို့လိုချင်တဲ့ ဒီ Federal ပြည်ထောင်စုအစ်စ် အတွက်လိုအပ်တဲ့အတူတူ possible အခြေခံဥပဒေကြီးကိုဒါလွှတ်တော်ထဲမှာရှိတဲ့အင်အားစုတွေနဲ့ပေါ့နော်ပြင်ပအင်အားစုတွေနဲ့အတူတူနှိမ့်နှိုင်းတိုင်ပင်ပြီးတော့ထပ်မံတွဲဆမှုတွေလုပ်ပြီးတော့ပေါ့နော် possible အခြေခံဥပဒေအစ်စ်ကြီးကိုရေးမယ် possible အခြေခံဥပဒေအစ်စ်ကြီးရေးပြီးသွားလို့ရှိရင်တော့ဘယ်သူကမှအာကြီးမားတဲ့အင်အားစုတွေက ဒါတိုက်ခိုက်တာမျိုးတွေပေါ့နော်ဒါရှိလာတော့မယ်လို့တော့အန်တီကိုမထင်ဘူးပေါ့နော်ဒါကြောင့်မလို့တဆင်ချင်းတဆင်ချင်းပေါ့နော်အဆင့်ကိုနိုင်ငံရေးအသေးစိတ်တော့မပြောနိုင်ပေမဲ့နိုင်ငံရေးအဆင့်၄ဆင့်လောက်ခွဲပြီးသွားမယ်ဆိုလို့ရှင်တော့တိုင်းပြည်ကအန်တီထင်တာကတော့2028လောက်မှာပေါ့နော်အရတာအစိုးရနဲ့ပေါ့နော်ငြိမ်းချမ်းတဲ့နိုင်ငံတော်တစ်ခုကိုရမယ်လို့တော့မျှော်လင့်ပါတယ်ပေါ့နော် ဲ့တော့စစ်ဘူတန်းဥပဒေနဲ့ပတ်သက်ပြီးတော့အဖွဲ့အတိုင်းကပြောချတယ်။နိုင်ငံရေးပါတီအဖွဲ့စုဖွဲ့တွေကလည်းပြောတယ် EU တွေကလည်းပြောတယ်ပေါ့နော်။ပညာရှင်တွေကလည်းပြောတယ်ပေါ့နော်။အာဒီဒီဒီပေါ့နော်။တက်လာတဲ့သူတိုင်းကဒီစစ်မှုထမ်းဥပဒေမှာပြည်သူလူထုကကြီးစွာဒုက္ခရောက်နေတယ်ဆိုတာကိုသဘောတူတဲ့လူကြီးပဲပေါ့နော်ဒါကိုကန့်ကွက်ပြီးပြောဆိုတဲ့လူမရှိဘူးเนาะမရှိဘူးအဲနိုင်ငံအတွက်စစ်မှုထမ်းဖို့လိုအပ်တယ်ဆိုတဲ့သဘောတရားကိုမူအားဖြင့်လက်ခံတယ် ဒါပေမဲ့အောက်ခြေမှာပေါ့နော်လုံနေတာတွေကဥပဒေနဲ့ဆန့်ကျင်တဲ့လောက်ရတချို့ရှိကြတယ်။ဒီဥပဒေကိုအလွဲသုံးစားပြုပြီးတော့ကြီးမားတဲ့လက်ပေးလက်ယူမှုတွေရှိနေတာတွေကိုသက်သေတာရကားနဲ့တကွာတင်ပြနိုင်တဲ့လူတွေရှိတယ်ပေါ့နော်။အတီတို့မှလည်းသက်သေတွေရှိပါတယ်ပေါ့နော်။အဲ့ဒါတွေကိုဒီနေ့ပေါ့နော်ဒီဒီဆွေးနွေးပွဲမှာအာတကယ်ကိုနိုင်ငံတော်အဆင့်မှာပါဝင်နေတဲ့ အလူကြီးတွေလည်းဆုံးဖြတ်ချက်ချနိုင်တဲ့လူကြီးတချို့လည်းပါလာတယ်ပေါ့နော်အဲ့တော့သူတို့နားကိုပတ်အောင် ပြောနိုင်တယ်သူတို့လည်းကြားရသွားတယ်သိရသွားတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့အရေးယူစုံစမ်းမှုတွေမကြခင်လှုပ်လာမလိမ့်မယ်လို့အန်တီတို့မျှော်လင့်တယ်နောက်ပြီးတော့စစ်မှုထမ်းဥပဒေမှာပါတဲ့ကင်းလွတ်ချက်တွေကိုပေါ့နော်ပြည်သူလူထုသိဖို့အတွက်ကိုဒါကြဲကြဲပြန့်ပြန့်ပြောဖို့တခါတည်းစစ်မှုထမ်းဥပဒေမှာအာဒီဒီအလောက် ဒီဥပဒေအရအလုတ်သမားတွေလူငယ်တွေတအားပေါ့နော်ပြည်ပအောက်ထွက်ခွာနေတဲ့ကိစ္စကိုလည်းဒါအုပ်သေးသေးချာထောက်ပြနိုင်တဲ့အတွက်ကြောင့်မလို့နှစ်ဦးနှစ်ဖက်ချာမှာယုံကြည်မှုတည်ဆောက်ပြီးတော့အခုနောက်ပိုင်းဆိုရင်ဒါအန်တီတို့မျှော်လင့်တာကတော့အလုတ်ခွင်ထဲမှာရှိတဲ့ဒါအမျိုးသားတွေဆိုလို့ရှိရင်ပေါ့နော်ဒါသက်ဆိုင်ရာအလုတ်ရှင်ရဲ့ခွင့်ပြုချက်နဲ့ပေါ့နော်အလုတ်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့စစ်မှုထမ်းရွှေ့ဆိုင်ခွင့်ပေါ့ အဲ့လိုရွှေဆိုင်ခွင့်တွေပါရဖို့အထီပေါ့နော်စ조사ပြီးတော့ဆောင်ရွက်နေကြတာလေးရှိတယ်ပေါ့ဒါဒီစင်တွေးပွဲရဲ့လက်တလောရရှိတဲ့ကြီးမားတဲ့အောင်မြင်မှုလို့အတရားရှုစတယ်ပေါ့နော်နောက်ပြီးတော့အခုလိုမျိုးအောက်ခြေမှာခါတဲ့ဟိုမြင်မကောင်းအောင်တချို့နေရာတွေမှာပေါ့နော်အာတလကိုဟိုတိန်းတရာလောက်အထိပေါက်နေတာမျိုးတွေပေါ့နော်အုတ်ချွေမှုတွေကိုပေးနေရတာလေ အဲအုပ်ချုပ်မှုတချို့เนาะအဲ့ဒါကလည်းမြို့နယ်အုပ်ချုပ်ရေးမှုတချို့နယ်လည်းပေါင်းပြီးတော့ပေါ့เนาะဒီလက်ပေးလက်ယုံမှုတွေကြဲကြဲပြင်းပြင်းဖြစ်နေတာတွေကိုအရင်တိုင်းကိုဖောက်တယ်ချနိုင်ကြတယ်ပေါ့เนาะဒါချောက်မလို့ဒါလည်းကြီးမားတဲ့အောင်မြင်မှုကြီးတစ်ခု ပေါ့နော်တကယ်ပြည်သူဒုက္ခရောက်နေတယ်ဆိုတာကိုဟိုတိသွားကြတာပေါ့လေเนาะဒါကြောင့်မလို့ဘလို့ဒီအခြေအနေဆိုးကြီးကိုဘလို့ရက်တိုင်ရင်ကောင်းမလဲဆိုတာကိုဟိုနီးလန်းနေလဲရှာဖွေနိုင်ခဲ့ကြတယ်ပေါ့ဒါကတော့မထင်မှပဲရတဲ့အောင်မြင်မှုလို့အန်တီကသုံးသပ်ပါတယ်ဟုတ်ကဲ့ဆရာမပေါ့လေဒီလိုလူငယ်လေးပေါ့နော်လက်ရှိမှာလူငယ်အများစုကဒီဟို35အောက်ဆိုတာလူငယ်လို့ပဲကျွန်တော်တို့နိုင်ငံမှာလောက်အားပေါ့နော်ကောင်းဆုံးအရွယ်လေးလို့ကျွန်တော်တို့သတ်မှတ်လို့ရတဲ့ပေါ့နော်ဒါပေမဲ့ဒီလူငယ်လေးဟာဒီ ထွက်ပေါ်လာတဲ့ဥပဒေကြောင့်เนาะဥပဒေထဲမှာအတက်မှတ်ထားတဲ့ပြန်ဆန်းချက်တွေမှာအကျုံးဝင်တယ်ဆိုပြီးတော့ဒီဟိုသူတို့မှာဟိုအတီးပေါ့เนาะနည်းနည်းဟိုဖြစ်တဲ့အတွက်ဟိုဥပဒေနဲ့ပတ်သက်ပြီးတိနာလည်မှုနေတဲ့အတွက်ဒီအရှိမနိုင်ငံသားမှာအများသောအားဖြင့်နိုင်ငံသားတွေပေါ့အင်္ဂါချင်းနိုင်ငံတွေကိုထွက်ပြေးတင်းချောင်ရတယ်။ဒီတွင်းပြောင်းတင်းချောင်မှုတွေနဲ့ပတ်သက်ပြီးတော့အနီးတို့ရဲ့ဒီနိုင်ငံရဲ့အတွက်အောက်ပြီးဆုံးရှုံးနေတာမှု ရှိလာခဲ့တယ်အဲ့ဒါကလေနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုပဲပေါ့နော်ရက်ရွာတွေထဲမှာဆိုလူငယ်တွေမရှိတော့ဘူးအထူးသဖြင့်ရွာတွေမှာဆိုလို့ရှိရင်အလုံးလုံးနိုင်စွမ်းရှိတဲ့လူငယ်တွေမရှိတော့ဘူးအဲ့ဒီအသက်40 50အရွယ်ရတာမှစစ်မှုထမ်းဥပဒေနဲ့မပါပေမဲ့ ဟိုသူတို့တွေလူငယ်တွေမရှိငါတို့အမြန်ဆွဲသွားမလားဆိုပြီးတော့စိုးရိမ်ပြီးတော့ထွက်ပြေးမှုတွေပေါ့ထွက်ပြေးတဲ့အခါတည်းမှာလည်းတခြားနိုင်ငံအောင်တရားမဝင်သွားကြတာတွေရှိတယ်ပေါ့အဲ့ဒီအခြေအနေတွေကအရန်ဆိုးနေတယ်ဆိုတာကိုဒီဒီဆွေးနွေးပွဲတွေမှာတော်တော်လေးကိုပထမနေ့မှာတွေကစူးစူးညံ့ညံ့ကိုပြောဆိုနိုင်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဒီအခြေအနေကိုလည်းပြန်လည်သုံးသပ်ပြီးတော့စဉ်းစားကြမယ်လို့တော့အန်တီကယုံကြည်တယ်ပေါ့နော်အဲ့ဒါကတော့တနည်းတစ်ပုံဒါဒါဒါပြည်သူလူထုနားလည်မှုရှိလာအောင်ပေါ့နော် အလုပ်ဆရာရှိတာတွေကိုသက်ဆိုင်ရာကဏ္ဍတွေကအကောင့်ထဲပေါ်ချမယ်လို့တော့အတီးကမျှော်လင့်ထားတယ်ပေါ့နော် အမှန်မှန်ကတော့ပုံမှန်စဉ်းစားရင်တော့ပေါ့နော်ပုံမှန်စဉ်းစားရင်တော့တစ်ဖက်မှာတိုက်ပွဲပြင်းထန်နေတဲ့အချိန်ဒီဆူနီပွဲကြီးကလောက်လာဆိုပြီးတော့ပေါ့နော်အာဘယ်လိုပြောမလဲဝေဖန်စရာတော့ဖြစ်တယ်ဒါပုံမှန်စဉ်းစားရင်တော့ဒီလိုပါပဲစဉ်းစားကြတဲ့လူတွေကိုလည်းအန်တီတို့အပြည့်မဆိုချင်ပါဘူးပေါ့နော်ဒါပေမဲ့ခုနအန်တီပြောခဲ့သလိုပဲငင်းငယ်ဖော်ဆောင်မှုငင်းငယ်လုပ်ငန်းစဉ်ဆိုတာဟာ process တစ်ခုဖြစ်တယ်အခုထပြီးအန်တီတို့စကားပြောလို့မနှက်ဖန်ငင်းချမ်းရရမှာမဟုတ်ဘူးလေ အခုထပြီးတော့အန်တီတို့ကငင်းငယ်ရင်မပြောမပြောလို့မဖြစ်တဲ့အခြေအနေမလို့ပြောရတာပေါ့နော်ဒါကြောင့်မလို့အန်တီတို့ဒီလိုငင်းငယ်ရင်ညီလာခံကြီးကတွားရောက်ပြောဆိုခြင်းအဖြစ်မနက်ဖြန်တစ်ပတ်ခါငင်းငယ်ရရမယ်လို့မပြောနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံရဲ့ပြဿနာတွေဟာနှစ်ပေါင်း80ကျော်ပေါ့နော်။ဒါပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ပြဿနာတွေဖြစ်တယ်ပေါ့နော်။လုံးဝဒါအချိန်တိုတွင်းမှာတော့မရအောင်။ဒါပေမဲ့ဒီနေ့စပြီးတော့ဒီငင်းငယ်အကြောင်းမပြောရင်အတူတူဘယ်အချိန်ထိစောင့်နေရအောင်ပါလဲ။ เนาะဒါကြောင့်မလို့စပြီးတော့ပြောရမယ်အခွင့်ရလာတဲ့အခါမှာချက်ချင်းသွားပြီးတော့ပေါ့เนาะဒါပြည်သူလူထုကိုစားတော့ပြောရမယ်ပေါ့เนาะအန်တီတို့လိုပဲပြည်သူလူထုကိုစားပြောချင်တဲ့လူတွေရှိလို့ရှင်လဲအန်တီတို့ကဖိတ်ခေါ်ပါတယ် နော်သိခေါ်ပါတယ်ပြောလို့ရပါတယ်ပုံပွင့်လင်းလင်းကိုလွတ်လွတ်လပ်လပ်ကိုပေါ့နော်ဒါနိုင်ငံတော်ကိုအကြီးညိုပြည့်စုံမှုမဖြစ်ရင်ပြီးရောနော်အာဂျန်တဲ့ဟာကတော့အကုန်လုံးပြောလို့ရတယ်ပေါ့နော်ဒါကြောင့်မို့ဟိုပြောစီချင်ပါတယ်ကိုပြောဆိုချက်ကအခုဆိုရင်မဲ့စမှုတန်ဥပဒေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောင်းလဲမှုတွေလက်တွေ့ကျင့်သုံးမှုတွေအပိုင်းမှာ ဒါတစုံတရာလှုပ်ဖို့ဒါအန်တီတို့ဟိုပြောနိုင်ကြပြီပေါ့နော်ခုနအေအေနဲ့ပတ်သက်ပြီးပြောတော့ဒါအန်တီရဲ့ကိုပိုင်အခံယူချက်ကတော့အေအေကစီရေးစွန့်ရည်လည်းမြင့်မာတယ်စီဝင်းစွန့်ရည်လည်းမြင့်မာတယ်နိုင်ငံရေးစွန့်ရည်လည်းမြင့်မာတဲ့အဖွဲ့တစ်ခုဖြစ်တယ်လို့အန်တီကသုံးသပ်တယ်ပေါ့နော်ဒါကြောင့်မလို့အေအေကတိုက်ပွဲတွေကိုဖော်ဆောင်နေတော်လဲပဲသူတို့ကတစ်ဖက်မှာကြီးမားတဲ့နိုင်ငံရေးကြီးမားချက်လည်းရှိတယ် သူတို့အတီလေးထုတ်ပြန်ထားပြီးသားဖြစ်တယ်။အာငင်းကြဲဆွေးနွေးပွဲသူတို့တွေ့ဆုံဆွေးနွေးရေးကိုလုပ်မယ်လို့သဘောထားပေးထားတာရှိပြီသား။ဒါကြောင့်မလို့စီရေးရတိုက်နေတော့လည်းပဲတနေ့မှာတော့နိုင်ငံရေးဆွေးနွေးပွဲကိုရောက်လာမယ်လို့အန်တီကယုံကြည်ထားပြီးသားဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့အေအေနဲ့ပတ်သက်ပြီးတော့အန်တီကအရန်ကြီးမစိုးရိမ်ပါဘူး။တမတော်အနေနဲ့ပေါ့နော်သူငင်းငင်းစကလုံးဝိုင်းနေပေါ့ဟို E ကိုဖွဲ့ဖိတ်ခေါ်တဲ့နေရာမှာပေါ့နော် ဒီဒီအခွဲတွေကိုပေါ့နော်ဒီ EO တွေတိုက်ပွဲတွေရှင်နေချိန်မှာဒီအခွဲကိုနိုင်အောင်တိုက်ပြီးမှသာလေဒီပင်းရင်းစကောဝိုင်းပေါ်ဟိုစပွဲပေါ်ပေါ်နိုင်မဲ့အနေထားဒါမှမဟုတ်လို့ရှိရင်လည်းဟိုဒိုင်ယာလော့တွေပေါ့နော်ဒီဆူနီပွဲတွေနဲ့ဆင့်အော်ဒီ EO လေးနော်ပြိပခါတွေကိုဖန်တီးနေတယ်အဓိကပေါ့နော်လက်ရှိမှာဆိုပြိပခါတွေကိုဖန်တီးနေတယ်အော် EO ကိုအခွဲ့မျိုးတွေကပေါ့နော်ဒီစူနီဝမ်ပေါ့ရှောင်းလာနိုင်တယ်အဓိကတော့လေအဒီတို့ရဲ့ဒီဒီသမိုင်းချမ်းကိုပြန်ကြည့်လိုက်တဲ့အခါမှာတစ်ဖက်ကိုတစ်ဖက်အနိုင်အပီးတိုက်လိုက်နိုင်တယ်ဆိုတော့ ဥပမာမရှိခဲ့ဘူးပြီးခဲ့တဲ့နှစ်ပေါင်း80ကိုကြည့်လိုက်လို့ရှိရင်တစ်ဖက်ကိုလုံးဝချိန်မုံလိုက်နိုင်ပြီဆိုတော့တာတကဒီနေ့အထိမရှိဘူးပေါ့နော်ဒါကြောင့်မလို့လေစစ်ပွဲတွေကမပြီးဆုံးပဲねဒီနေ့အထိဒီတစ်ဖက်တစ်ဖက်တိုက်ပွဲတွေကပြည်တွင်းစစ်ကရှေ့ကြာနေတာပေါ့နော်ဒါကြောင့်မလို့တမတော်အနေနဲ့တစ်ဖက်အင်အားစုတွေကိုအလုံးစုံတိုက်ပြီးမှသာ တွေ့ဆုံဆွေးနွေးရေးတွေကိုလုပ်နိုင်မယ်ဆိုလို့ရှိရင်အလေးတို့အကြာကြီးစောင့်နေရမှာပေါ့နော်ဒီကြားထဲမှာလူတွေအများကြီးနှစ်ဖက်စလုံးသိမှာပေါ့ KI နဲ့တက်လို့တိုက်လို့သိလို့ရှိရင်ကချင်းတွေ PDF တွေသိတယ်ဆိုလဲကိုယ်နိုင်ငံသားပဲလေတက်မတော်သားတွေသိတယ်ငငယ်ရွယ်လေးတွေသိတယ်ဆိုတော့လေဒါကိုယ်နိုင်ငံသားပဲပေါ့နော်မိခင်တွေအားလုံးဒါဒါအသေးနှလုံးရှိတဲ့ပေါ့နော်မိခင်တိုင်းကဘာပဲပြောပြောကိုသားသမီးတို့တော့ မသိစေချင်ဘူးလေနော်အန်တီတို့ကလည်းဒါမိခင်စိတ်နဲ့ပဲပေါ့နော်နှစ်ဖက်စလုံးရဲ့လူငယ်တွေဒီလိုနေ့စဉ်သေဆုံးနေရမှုကိုဘယ်လို့မှမချိနိုင်ပါဘူးဒါကြောင့်မလို့ညီညာရေးဆွေးနွေးပွဲကိုအန်တီတို့ဝင်ပြောပြီးတော့ပြောဆိုပြီးတော့ကိုလိုချင်တဲ့ပုံစံမဖြစ်ဖြစ်အောင်ပေါ့စူးစမ်းခြင်းနဲ့စင်တာရှိတယ်ပေါ့နော်ဒါကြောင့်မလို့လေဒီခက်ခဲတဲ့ခရီးချမ်းကိုအန်တီတို့စတင်ဖို့ဆုံးဖြတ်လိုက်တာပါ ်နိုင်ငံမှာပေါ့နော်ရွေးကောက်ပွဲကော်မရှင်ကပြောထားတာဆိုလို့ရှိရင်ရွေးကောက်ပွဲအကျိန်20လုတ်ပြီးသွားပြီပေါ့နော်အဲ့တော့အဲ့ရွေးကောက်ပွဲအကျိန်20သလုံးမှာမဲလုံးဝထွက်မပေးဘူးဆိုတာမရှိခဲ့ဘူးပေါ့နော်နော်မဲအနည်းဆုံးတော့400ခိုင်နှုန်း20000ခိုင်နှုန်းပေးခဲ့တဲ့ရွေးကောက်ပွဲတွေပေါ့နော်အဲ့ဒီတော့မဲဘလောက်ပဲအထွက်ပေးပြီးရွေးကောက်ပွဲ ဖြစ်ဖို့ကအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီရွေးကောက်ပွဲဖြစ်မှအခုရှိနေတဲ့တံပရောအစိုးရကိုပြောင်းလို့ရမယ် နော်အဲ့တော့ဟိုတက်မတော်ဘက်ကိုဒါနိုင်ငံတကာအတန်ယုံနေမေးတယ်ခင်ဗျားတို့ရွေးကောက်ပွဲကယုံကြည်ရမှာလားဆိုတက်မတော်ကပြန်မေးတယ်ဘာမေးလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ရွေးကောက်ပွဲမလုပ်ဘူးဆိုရင်ကျွန်တော်တို့ဆက်အုပ်ချုပ်စေချင်တာလားဆိုပြီးတော့ဒီလိုမျိုးပြန်မေးတာလေးရှိတယ်လေဒါရှိတယ်လို့အန်တီတို့ကြားရတယ်လေအဲ့တော့ရှင်းနေတယ်ပေါ့နော်ရှင်းနေတယ်ရှင်းနေတာကဘာလဲဆိုတော့အခုရှိနေတဲ့တက်မတော်အစိုးရကိုပြောင်းချင်ရင် ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရကိုအန်တီတို့ကမဖြစ်မနေပြည်သူကရွေးကောက်ပေးဖို့လိုတယ်။ဒါကြောင့်မလို့အန်တီတို့ရွေးကောက်ပွဲဖြစ်ရေးဟာဒီနိုင်ငံရဲ့လက်ငင်းလိုအပ်ချက်ဖြစ်တယ်။နော်။တက်မှာတော့အစိုးရကိုပြောင်းချင်ရင်ရွေးကောက်ပွဲနဲ့တက်တဲ့အစိုးရကိုအန်တီတို့မဖြစ်ဖြစ်အောင်ဖော်ဆောင်မှဖြစ်မယ်။ရွေးကောက်ပွဲသည်ဒီနိုင်ငံရဲ့ထွက်ပေါက်ဖြစ်တယ်။ဟောနော်။ဒါကြောင့်မလို့ရွေးကောက်ပွဲလမ်းကြောင်းကိုတော့အန်တီကတော့မဖြစ်မနေယုံကြည်တယ်။ အားပေးတယ်ပြည်သူလူလူအနေနဲ့လည်းလုံခြုံ စိတ်ချစွာမဲပေးနိုင်ရေးကိုသက်ဆိုင်ရာဒါဒါအနာပိုင်းတွေကစီစဉ်ပေးမယ်လို့အတည်ညှော်လင့်တယ်ပေါ့နော်ဒီဒီကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့ဒီတိုင်းပြည်အနေနဲ့ရောအဒီဒီအချိန်နေပေါ့မူတည်ပြီးတော့ပေါ့နိဒီကောက်ပွဲဆိုတဲ့အချိန်နေပေါ့မူတည်ပြီးတော့ကောင်းလာနိုင်လားပေါ့ကောင်းလာနိုင်မယ်ဆိုလို့ချင်းဘယ်လောက်တိုင်းတာဒီလိုပြန်ကောင်းလာနိုင်လဲတကယ်လို့နိတကယ်လို့ဒါဒီဆိုးသွားခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လောက်ထိထပ်ပြီးဆိုးလာနိုင်တယ်လဲခင်ဗျအဲ့ဒီ ရွေးကောက်ပွဲတွေအောင်အောင်မြင်မြင်နဲ့အပိုင်းလိုက်အပိုင်းလိုက်ကျင်းပသွားနိုင်နေဆိုရင်တော့ပြည်သူတင်မြောက်တဲ့ရွေးကောက်ပွဲတင်မြောက်တဲ့အစိုးရတွေဖြစ်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်ကြီးလည်းပေါ်လာနိုင်တာပေါ့နော်ပေါ်လာနိုင်ပြီးတော့လက်နဲ့ဆွဲကြိုက်တိုက်ပွဲဝင်နေကြတဲ့တိုင်းရင်းသားအင်အားစုတွေရဲ့ပြည်ပမှာရှိတဲ့အင်အားစုတွေရဲ့နားလည်မှုရပြီးတော့တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ရှင်းမှုတွေဒီထက်ပိုပြီးတော့ရပြီးတော့ပေါ့နော် နိုင်ငံကငြိမ်းချမ်းသွားမယ်လို့ဒါအကောင်းဆုံးမျှော်လင့်ချက်ကတော့နိုင်ငံငြိမ်းချမ်းသွားမယ်ငြိမ်းချမ်းသွားလို့ရှိရင်အန်တီတို့ဒါပြပရောက်နေတဲ့မြန်မာတွေအားလုံးပြန်လာနိုင်မယ်ပြန်လာနိုင်လို့ရှိရင်ကိုယ်တိုင်းမြေကုန်ထုတ်ဆွမ်းအားစုတွေတိုးတက်ပြီးတော့ပေါ့နော်နိုင်ငံစီးပွားရေးကဒါဒါကြောက်ကဘာတွေမရောက်ခင်အချိန်မီကဲတင်နိုင်မယ်ပေါ့နော်အစိုးဆုံးဘာတွေဖြစ်လာနိုင်လဲဆိုရွေးကောက်ပွဲမှာအချမ်းဖက်မှုတွေဖြစ်နိုင်တယ်ရွေးကောက်ပွဲတွေမအောင်မြင်မဲ့အနေအထားမျိုးတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဒါတွေကလည်းဖြစ်လာနိုင်တယ် ဒါပေမဲ့ဖြစ်လာနိုင်ပေမဲ့လည်းအစိုးနဲ့အကောင်းကိုဒါရှင်တွဲပြီးကြည့်လို့ရှိရင်အတီးတို့အကောင်းအတွက်ကိုရင်းနေရတာတွေရှိကောင်းရှိမယ်နိုင်ငံတော်ရဲ့အနာဂတ်အတွက်ကိုရင်းနေရတာတွေပေါ့နော်ပေးဆက်ရတာတွေရှိကောင်းရှိမယ်ဒါပေမဲ့အဲ့ဒီပေးဆက်မှုသည်ဒီနေ့နိုင်ငံသားတွေနေစဉ်သေဆုံးနေရတဲ့ပေးဆက်မှုနဲ့ရှင်လို့ရှိရင်တော့မိုးနဲ့မြေတော့ပွာလိုက်မယ်ပွာဟာချက်ကြီးမယ်เนาะဒါကြောင့်မလို့ထိခိုက်မှုအ ਨੇ ဆုံး ပေါ့နော်တိုင်းပြည်ရဲ့အနာဂတ်အတွက်ဘေးအကင်းဆုံးလမ်းဖြစ်တဲ့ရွေးကောက်ပွဲလမ်းကိုအတီတို့ကအမြန်ဆုံးအကောင့်ထဲပို့ပေးဖို့ထပ်ခါထပ်ခါဒါအာနာဂတ်အတီတီကိုတိုက်တွန်းပြောနေရခြင်းဖြစ်တယ်ပေါ့နော်ဒါကတော့အန်တီရဲ့ကိုပိုင်းယူဆချက်ပါပေါ့နော် အေးအေးသည်ငင်းငယ်စကဝိုင်းကိုရောက်လာနိုင်တယ်။ရောက်လာနိုင်ဖို့အခြေအနေတွေကိုလည်းအန်တီတို့ကဖန်တီးပေးဖို့လိုတယ်။ဥပမာအဖြစ်အန်တီတို့ကမြင်နေတာကတော့အာရခိုင်ပြည်နယ်ပေါ့နော်။ရခိုင်ပြည်နယ်မှာအေးအေးနဲ့အလွမ်းတဲ့နဲ့အစိုးရပေါ့။အစိုးရတရားဖော်ဆောင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်အေးအေးကတိုက်ပွဲတွေရက်ပြီးတော့ဒီအစိုးရနဲ့ပေါင်းပါပဲ နော်အေအေမအေအေဒီရခိုင်ပြည်အခုဆိုလို့ရှိရင်အတီလိုရွေးကောက်ပွဲမှာရခိုင်ပြည်သူတွေတနိုင်ငံလုံးမှာရောက်နေတဲ့ရခိုင်ပြည်သူတွေပြုတ်ဝက်စွာမဲပေးနိုင်ဖို့အတွက်ကိုဒါစ조사ပြီးတော့စီစဉ်ဆောင်ရွက်နေတာတွေရှိတယ်လို့အတီသိထားရတယ်ပေါ့နော်အဲ့တော့ဒါလေးတော့အသေးစိတ်တော့မပြောချင်ပါဘူးအဲ့တော့တနိုင်ငံလုံးမှာရှိတဲ့ရခိုင်ပြည်သူတွေကရခိုင်ပြည်နယ်မှာဖြစ်တင်ဖြစ်ထိုက်တဲ့အစိုးရကိုတင်မြောက်လိုက်တယ်ဆိုလို့ရှိရင်နော် အေးအေးသည်သူ့ပြည်သူကတင်မြောက်တဲ့အစိုးရနဲ့သူစကားပြောလာမှာပေါ့အဲ့ဒီလိုယူဆတယ်ဒါကြောင့်မလို့အစိုးရဘက်ကရောတတ်မတော်ဘက်ကရောဘာလို့ပေးသိမ့်လဲဆိုတော့ရခိုင်ပြည်နယ်မှာပေါ့နော်အေးအေးနဲ့အလွမ်းတင်သောအစိုးရဖြစ်လာဖို့အတွက်အခြေအနေတွေဖန်တီးပေးဖို့လိုတယ်ဥပမာအဖြစ်ဆိုရင်ရခိုင်ပြည်နယ်အတွက်ဟိုနိုင်ငံရေးပါတီတွေနဲနေသေးတယ်လို့အတည်ယူဆတယ်အော်ရခိုင်ပြည်ရခိုင်ပြည်နယ်မှာအာတပြည်သူတွေလွတ်လွတ်လပ်လပ် ပေးနိုင်ဖို့အတွက်ကိုပေါ့နော်ရခိုင်နိုင်ငံရေးပါတီတွေအများကြီးတိတက်ပို့ပြီးတော့ရှိတယ်ပဲနော်ဒါရခိုင်အဲနိုင်ငံရေးအင်အားစုတွေကလည်းပဲအေးအေးနဲ့ညှိနှိုင်းပြီးတော့ပေါ့နော်ဒါဆောင်ရွက်တင်တယ်ဟိုတရားဝင်မဲ့ညှိနှိုင်းညှိနှိုင်းနားလည်မှုနဲ့ပဲယူယူပေါ့နော်ညှိနှိုင်းတင်တယ်လို့အန်တီကတော့ရခိုင်နိုင်ငံရေးသမားတွေကိုတိုက်တွန်းချင်တယ်ရခိုင်ပြည်မှာ ရခိုင်ပြည်သူလူထုတင်မြောက်တဲ့ရခိုင်အစိုးရတရပေါ်လာတယ်ဆိုလို့ရှိရင်အေးအေးဒီ သူ့ပြည်သူရွေးချယ်ထားတဲ့ဆိုရနဲ့ဖြစ်မနေစကားပြောလာမယ်လို့အန်တီယုံကြည်တယ်။နော်ဒါကြောင့်မလို့အန်တီအနေနဲ့ဒီလိုမျိုးအေးအေးအားတွေးဆုံဆွေးနွေးရေးကိုဒီနေ့တွေးဆုံဆွေးနွေးပွဲစတဲ့ဘဝကိုရောက်လာမယ်လို့အန်တီယုံကြည်တယ်။အထူးသဖြင့်အန်တီကဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အရေးအသွေးကိုပေါ့နော်။အန်တီ तू ဒီလောက်မညံ့ဘူးလို့အန်တီကဟိုတွက်ဆပါတယ်ပေါ့နော်။ ြည့်ရတော့လေဟိုပြည်သူလူထုရဲ့ထင်မြင်ချက်ဆိုတာကရှိမှာပဲလေနော်သူတို့ရရှိထားတဲ့သတင်းပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ဆုံးဖြတ်ပြီးတော့ဝေဖန်တဲ့ကိစ္စကိုအန်တီတို့ဘာမှမပြောလို့ပါဘူး ပေါ်တော့လူတယောက်ကသူ့ရဲ့ဆုံးဖြတ်ချက်ကသူရရှိတဲ့တရင်အချက်နဲ့ပေါ်မူတည်ပြီးတော့ဆုံးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်ခါသူ့ရဲ့ကိုယ်ပိုင်အသိဉာဏ်ဘယ်လောက်ရှိလဲဆိုတော့မူတည်ပြီးဆုံးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပေါ်မှာဘာမှမပြောချင်ဘူးတကယ်လဲဟုတ်တယ်တချို့သောအဖွဲ့အစည်းတွေက အာဒီဒီရွေးကောက်ပွဲမှာမဲမရပဲနဲ့ပေါ့နော်ဒီမှာလာပြီးတော့ညဉ့်ညဉ့်စပွဲပွဲကိုလာပြီးဆွေးနွေးတယ်ဆိုပြီးတော့ဒါမျိုးတွေလည်းရှိတယ်အဲ့တော့သူတို့ကလည်းနိုင်ငံသားတယောက်အနေနဲ့ရွေးကောက်ပွဲမှာမနိုင်တော့လဲပဲပေါ့နော်နိုင်ငံသားတယောက်အနေနဲ့နိုင်ငံအနာဂတ်ငြိမ်းချမ်းရေးအတွက်ပြောခွင့်ဆိုခွင့်ရှိတာပဲပေါ့အခုဝေဖန်နေတဲ့လူတွေကလည်းပဲဒီညဉ့်ညဉ့်စပွဲပွဲကိုလာပြီးတော့ပြောချင်ရပါတယ်နော်အတီတို့ကသူတို့ဟိုသူတို့သွားချင်တယ်ပြောချင်တယ်ဆိုလို့ရှိရင်အတီတို့အကျိုးဆောင်လုပ်ပေးနိုင်ပါတယ် เนาะลาပြီးပြောလို့ရပါတယ်။ဘာတွေပြောချင်တာလဲ။လာပြီးဆွေးနွေးလို့ရပါတယ်။ပေါ့เนาะဘယ်လိုတွေဆွေးနွေးချင်တာလဲပေါ့เนาะ။ဒါအန်တီတို့အနေနဲ့ကတော့ဟိုဖွင့်ထားပေးပါတယ်ပေါ့เนาะ။ဒါကတော့အန်တီတူလေးရဲ့သဘောထားပါပေါ့เนาะ။လူဆိုတာကတော့ဝေဖန်နေဝေဖန်မှုတွေအမျိုးမျိုးရှိမှာပဲ။အဲ့ဒါတွေကိုလိုက်ပြီးတော့ဟိုတုံ့ပြန်နေဖို့တော့အထူးထွေမရှိပါဘူး။သို့တော်လည်းပဲလူတယောက်ကိုအကဲဖြတ်တဲ့နေရာမှာတော့အဲ့ဒီဝေဖန်တဲ့သူကတော့တိုင်းပြည်အတွက်ဘာတွေလုပ်ခဲ့လဲပေါ့เนาะအဲတခါဝေဖန်ခံနေရတယ်သူတို့ဝေဖန်နေတဲ့ သူကရောတပိုင်းချောင်းရှိသလားမရှိသလားပေါ့နော်ခုနလိုပေါ့နော်ဒါကိုဟိုဘေးကရင်ပေါ့နော်ဘေးကပဝင်းချင်းကသူ့ဟာသူ့သူဟိုဆုတ်ဖြတ်သွားပါလိမ့်မယ်ပေါ့နော်အန်တီအနေနဲ့ကတော့အထူးထွေတုံ့ပြန်စရာမရှိဘူးနောက်ပြီးတော့အန်တီကလည်းပဲအာဒီဆွေးနွေးပွဲမှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်တစ်ခုပေါ်ရေးဆိုတာလူတိုင်းရဲ့မျှော်လင့်ချက်ပဲလीဟုတ် တမတော်အပါဝင်နော်အန်တီရိုနိုင်ငံမှာတမတော်အပါဝင်အင်အားစုဒီတီက2008ဖွဲ့စည်းပုံအခြေခံဥပဒေကခေတ်ကာလနဲ့မညီတော့ဘူးနော်ပြင်ဆင်မယ်ဆိုတော့အားလုံးသဘောတသဘောတူပြီးသားဖြစ်တယ်အဲ့တော့ဥပဒေအစ်ကြီးဖြစ်လာဖို့အတွက်ကိုကိုရဲ့ကိုတသလုံးစီးပူးထားတဲ့ပညာတွေကိုလွှတ်တော်တဲ့ဗမာ9နှစ်ပေါ့နော်စူးစမ်းပြီးတော့ အာအားထုတ်မှုတွေပေါ့နော်အဲ့ဒါတွေ ਨੇ ပတ်သက်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့အထူးသဖြင့်တမတော်ရဲ့နိုင်ငံရေးဥဆောင်မှုအခမ်းအနားတွေရှော့ချဖို့ပေါ့နော်ဒါမျိုးတွေအပါဝင် sensitive issue တွေအပါဝင် အကုန်လုံးကိုပဲပြောခွင့်ဆိုခွင့်ရခဲ့တယ်ဒါဟာအမျက်တစ်ခုပဲဒီလေးနှစ်အတွင်းမှာအန်တီရိုအဲ့လိုပြောခွင့်ပြည်တွင်းနော်ပြည်တွင်းအာအတိုက်အခံဒီမိုကရေစီအင်အားစုအနေနဲ့အန်တီရိုပြောခွင့်မရှိခဲ့ဘူးပေါ့နော် အတချို့တွေဆိုတိတ်တိတ်လေးကမ်းခြေပါသွားပြီးဆွေးနွေးရတာတွေရှိတယ်လေဒါသားတို့သိမှာပဲပေါ့နော်အန်တီရောကအဲ့လိုတိတ်တိတ်လေးတွေမဆွေးနွေးရဘူးမဆွေးနွေးတတ်ဘူးပေါ့နော်ဗျောင်မဲ official လုပ်တဲ့အခမ်းအနားမှာ official ပြောချင်တာတွေကိုသွားပြီးတော့ပြောခဲ့တယ်ပေါ့နော်အဲ့တော့လူတိုင်းဟာရွေးချက်ကရှိတယ်ပေါ့နော်သူသွားရမယ့်နီလန်းကိုသူ့ရဲ့အဲသူ့ရဲ့ရည်ရွယ်ချက်အတွက်ကိုသူသွားရမယ့်နီလန်းကိုလွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိတဲ့အတွက်ကြောင့်မလို့တခြားလူတွေရဲ့ဝေဖန်မှုတွေကိုလည်းအန်တီတို့အာဘာမှမတုံ့ပြန်ချင်ပါဘူးပေါ့နော်အားလုံးကဒင်းညာရဲ့ဆွေးနွေးပွဲကိုလာခွင့်ရှိပါတယ်ဒင်းညာရဲ့ဆွေးနွေးပွဲကိုသတင်းစကားတွေပါချင်လို့ရှိရင်ပါလို့ရပါတယ်အန်တီတို့ကိုဆက်သွယ်လို့ရပါတယ်အထရမြန်မာပြည်သူလူထုဆိုတဲ့နေရာမှာပြည်ပကမြန်မာအင်အားစုနဲ့ ြည်တွင်းကမြန်မာအင်အားစုနှစ်ပုနှစ်မျိုးခွဲပြီးတော့ပြောချင်တယ်ပေါ့နော်ပြည်ပမှာရှိနေတဲ့မြန်မာဒူကြီးမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးကိုထောက်ခံကြရတယ်ပေါ့နော်ပြည်သူတွေကိုအန်တီပြောချင်တာရှိပါတယ်အန်တီတို့ရဲ့ပြည်တွင်းအခြေအနေကတော်တော်လေးကိုစိုးဝါနေတယ်ပေါ့နော်နိုင်ငံရဲ့ဒါအန်တီကတကယ်ကိုရင်ထဲမှာထိပ်ပြီးတော့အန်တီတော်တော်ပြောနေရတော်တော်လေးကိုစိတ်ဆင်းရတယ်နိုင်ငံရဲ့တဝက်က ထမင်းနမအောင်စားနိုင်တဲ့အနေအထားမရှိဘူးเนาะအယမ်းကိုစိုးဝနေတယ်เนาะကလေးငားသန်းဟာငားသန်းကြောကြောင်းမသွားနိုင်တဲ့အနေအထားမျိုးဖြစ်နေတယ်ဒီအခြေအနေကဒီသစ်ပေါင်း80အတွင်းမှာမြန်မာနိုင်ငံဟာမကြုံစဖူးအခြေအနေဖြစ်နေတယ်ဆိုတာကိုလေဒါနိုင်ငံတွေကဘယ်လိုဒီအားလုံးလက်ခံထားကြတယ်အဲ့ဒီအခြေအနေပြည်တွင်းအခြေအနေအများဆိုးနေတယ်ဆိုတာကိုပြည်ပကအင်အားစုတွေသိစေချင်ပါတယ်ပြည်ပမှာပေါ့နော် တို့တွေတတတတတကောင်းကောင်းမွန်မွန်နေနိုင်ပေမဲ့ပြည်တွင်းမှာရှိတဲ့ပြည်သူလူထုဟာတတတတတကောင်းကောင်းမွန်မွန်မနေနိုင်ဘူးထမင်းတစ်နေ့တစ်နက်စားဖို့တအားယုံခံနေရတယ်အဲ့ဒီအခြေအနေကိုကယ်တင်ဖို့အတွက်ကိုနော်ပြည်ပမှာရှိတဲ့မြန်မာအင်အားစုတွေလာမဲ့ရွေးကောက်ပွဲကိုခဏလောက်စောင့်ကြည့်ပေးပါနော်လာမဲ့ရွေးကောက်ပွဲကိုခဏလောက်စောင့်ကြည့်ပေးပါနော်ပြည်တွင်းမှာရှိတဲ့ပြည်သူလူထုရဲ့အကြက်တဲကို တနာကြပါလို့ဒါအန်တီကပြောချင်တယ်နော်ဒါပြီးပါအင်အားစုပြည်တွင်းမှာရှိတဲ့အင်အားစုကိုတော့အန်တီကပြောချင်တာရှိတယ်ပေါ့နော်နိုင်ငံရဲ့အခြေအနေကိုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတွေ့လက်ကြည့်လိုက်ရင်ကိုသိပြီနိုင်ငံကတိုးတက်နေလားဆုတ်ယုတ်နေလားဆိုတော့အဲ့တော့ဒီနိုင်ငံရဲ့အခြေအနေဟာဒါအရေးပေါ် ICU ခန်းထဲကိုရောက်နေတာဒါကြောင့်မလို့အမြန်ဆုံးတတ်တာကိုနေလန်းအောင်ရှာရမယ် injection ရှာရမယ် เนาะအဲ့တော့အမြန်ဆုံးတတ်တာဘုံနီလာအချက်ခုเนาะအုတ်ချုပ်နေတဲ့တတ်မတော်အစိုးရအခုလူတယောက်တည်းကဥပဒေပြည့်အာနာဝတရားစင်အာနာဝစီမံခန့်ခွဲမှုအာနာဝအာနာ300စလုံးကိုချုပ်ကင်ထားတဲ့အနေအထားကိုပြည်တွင်းကပြည်သူလူထုကပြောင်းဖို့ပြောင်းပေးရမယ်เนาะလွတ်တော်ဆိုတာပေါ်လာရင် အစိုးရဆိုတာပေါ်လာလို့ရှိရင်အာနာတွေကပြန့်ကျဲသွားမယ်เนาะလူတယောက်တည်းက အရာရာကိုဆုံးဖြတ်တဲ့အနေအထားကိုအန်တီလိုပြောင်းလဲလိုက်နိုင်မယ်။ဒါကြောင့်ပထမအဆင့်နေနဲ့ရွေးကောက်ပွဲမှာရွေးကောက်ပွဲမဖြစ်ဖြစ်အောင်ကူညီကြပါ။အဲ့ဒီရွေးကောက်ပွဲမှာမဖြစ်ဖြစ်အောင်မဲပေးကြပါ။အဲ့ဒါဆိုလို့ရှိရင်တဦးတယောက်ထဲမှာအာနာရှိနေတာတွေအာနာတွေကအများစုကိုခွဲဝေသွားပြီးတော့လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အထူးသဖြင့်စစ်မှုထမ်းဥပဒေလိုဟာမျိုးပေါ့နော်ဒီလိုဟာမျိုးက ဒါလွတ်တော်မှာပြောင်းလိုက်လို့ရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့ဒါကြောင့်လွတ်တော်ပေါ်ပေါက်ဖို့ကုညီအားပေးကြပါလို့အတေကမြတ်တရရခန့်တိုက်တွန်းချင်ပါတယ်ကွနော်